ဒီနောက်ပိုင်းမှာကျွန်တော်ကိုတော်တော်များများလာမိကြမယ်ခွန်ကတော့ဗီဒီယိုတွေအွန်လိုင်းပေါ်မှာတင်နေရတကယ်မင်းပတ်ဆံရောဝင်ရလားဆိုတော့ကျွန်တော်ကပတ်ဆံဝင်ပါတယ်ဒါပေမဲ့အလုံးတိကျတဲ့ CM content monetization ကနေဝင်တာတော့လုံးဝမဟုတ်ပါဘူးဒါပေမဲ့ app ကနေလည်းနေအကျင်သူကနေသူဝင်နေပါတယ်ဒါပေမဲ့ကျွန်တော်အဲ့အရာတွေကိုသိပြီးတော့မဆိုင်နိုင်သေးဘူးပေါ့နော်ဆိုတော့ content monetization ကလည်းဝင်တာမဟုတ်ဘူးဆိုတော့ကျွန်တော်ဘယ်ကနေဝင်တာလဲဟုတ်ပါတယ်ကျွန်တော်ဒီနောက်ပိုင်းမှာ ကိုယ့်ရဲ့ product ကိုယ့်ရဲ့လုပ်ငန်းတွေကိုဒီ social platform ပေါ်မှာကြည်ကြည်ပြန့်ပြန့်ဖြန့်ကျင့်ခြင်းနဲ့လုပ်ငန်းရှင်တွေနဲ့အတူကျွန်တော်လက်တွဲပြီးတော့အလုပ်လုပ်နေရပဲဖြစ်ပါတယ်ဒီနေရာမှာစဉ်းစားစရာတစ်ခုဖြစ်သွားပြီကျွန်တော်လိုမျိုး2017ကနေကချင်ပြည်နယ်မြจีนာမြို့စစ်ပေးဆောင်စခန်းမှာကြီးပြင်းလာတဲ့လူငယ်ကောင်လေးတစ်ယောက်ကလုပ်ငန်းရှင်တွေနဲ့အတူလုပ်ကင်နေတယ်ကုညီပေးနေရဆိုတာတကယ်ရောဖြစ်နိုင်ပါမလားမေးစရာတွေဖြစ်သွားပါပြီဟုတ်ပါတယ်ဒီလိုမျိုးထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့အဲ့ဒါကတော့ကျွန်တော်ဒီ scale တွေကိုမလေ့လာခင်အသုံးမချခင်ရှေ့ဘက်ကဖြစ်ပျက်လေးတွေပါ